ချားတကချီကျေကဒီနေ့ရုံးမှာပါရုံးကမှာရုံးရဲ့လမ်းမတစ်ခုဖြစ်တယ်ကိုလိုစီယံရှိမှာပါ အဲ့တော့ဆိုလို့ရှိရင်လေအချိန်မှာအချိန်ကကျတို့ဒီတုန်းကဖော်မရဲ့ဆရာအကြောင်းသူတယောက်ဖြစ်တဲ့မဝင်လက်ဘူးပေါ့နော်သူ့ကိုအင်တာလေးပြုထားပါတယ်အီတလီနိုင်ငံမှာနေရထိုင်ရမယ့်ကျိုးအကြောင်းလေးတွေပြီးတော့လို့လို့ရှိရင်အီတလီနိုင်ငံမှာနေရထိုင်ရတာအဆင်ပြေလားဘာတွေလုပ်နေလဲပေါ့နော်ဒီကျန်ကသူ့ရဲ့ success story လေးကို click နဲ့မျှဝေခြင်းတဲ့အတွက်ကြောင့်မလို့ဒီနေ့ဒီဗီဒီယိုလေးကိုပြပြပါတယ်အားဆိုမိချင်မယ်နော် းခေါ်ပါရရှင်။ဒီမင်္ဂလာပါ။မင်္ဂလာပါ။ကိုယ်တိုင်ဆက်လိုက်ပါဦး။သမီးနမေကတော့ဝင်းလက်ဖိုးပါ။အခုလောလောဆယ်တော့ရှာပြန်သာ University မှာပေါ့နော်။ Applied Computer Science နဲ့ Artificial Intelligence တက်နေပါတယ်။အဲ့တော့အီတလီကိုဘယ်နှစ်လောက်ပဲဘယ်နှစ်ကရောက်လာလဲသမီးမနှစ်ကဆိုတော့2023 လောက်ဖြစ်မယ်ထင်တယ်2023ကရောက်တာပေါ့နော်အဲဆိုခုအီတလီမှာ2023ဆိုရင်တော်တော်လေးတော့အီတလီဘာဝပြီးတော့ပြောရတာပေါ့နော်အဲဒါဆိုလို့ရှိရင်တစ်နှစ်လောက်ဆိုတော့အီတလီဘာတော့နည်းနည်းလေးဝနေပါဟုတ်ပြီဟုတ်ပြီအဲဆိုရင်အခုအီတလီမှာရောက်ရှိတဲ့ချိန်ကနေစပြီးတော့ပေါ့နော်အခုချိန်အထိတွေ့ရတဲ့တွေ့ကြုံနေတဲ့အမမရရတွေ့ကြုံတချို့ရဲ့ပြီးတော့လို့ရှိရင်မရတွေ့ကြုံနေရမှာဘာတွေကအမတ်တရားဖြစ်နေလဲအခုချိန်အထိဘယ်လိုမျိုး accomplish ပေါ့နော်အာဖြစ်လာခဲ့ဘူးစူးစမ်းလာပြီးတော့အခုဘယ်ချိန်မှာ where are you and what are you ဖြစ်နေလဲဆိုတာလေးကိုချေတို့တစ်ချက်လောက်ဖွင့်အတွက်ကိုမျှော်ပေးပါအောင်နော်မနစ်ကတော့ဗောနော်ဒီအီတလီကိုဆက်စားရောက်ချင်တော့နည်းနည်းတော့ရုံးကန်လာတာဗောဘာလို့ဆိုကိုကအီတလီသားလည်းအရင်ကြီးမတက်သေးဘူးဆိုမတက်တာဆိုကိုကဥမာကောင်းကောင်းမတင်တာတော့မဟုတ်ဘူးဗောနော်တိတ်ပြီးတော့ပထမနှစ်ကတော့အလုရှားတာတို့ဘာလို့ကြာတော့ခက်ခဲရေဗောနော်ဒါမဲ့ဟိုတနည်းလောက်နေပြီးသွားတဲ့အချိန်မှာအလုပ်တွေပါရဲလဲလုပ်ပြီးသွားရဆိုရင်တဖြည်းဖြည်းတော့လေးလာသွားတာဆိုတော့အီတလီသားလည်းပိုပြောတက်လာပြီးတော့အီတလီဘားလည်းနည်းနည်းတော့ဝလာပါဘောနော်အာအိမ်နေပါတယ်ဆိုရင်လည်းအဲ့တုန်းကဆိုရင်မသိဘူးပေါ့ဘယ်လိုမျိုးရူးရှိရဲဘယ်လိုလောတွေရှိရဲဆိုတော့မသိရွေးမဲ့နောက် ောက်ပါတစ်နှစ်လောက်ကြာမှအဆင်ပြေတာပေါ့နော်အားကြောင့်မို့ဒီကိုရောက်နေကလေးအကုန်လုံးလည်းပြောဦးပါတယ်ဒီမှာတော့ဟိုတစ်နှစ်လောက်နေကြည့်ပြီးတော့မှအဆင်ပြေလာတာဆိုပြီးတော့ပေါ့နော်အဲ့ဒါမှအခြေကြတာဆိုတော့ခုတော့ဒီမှာတစ်နှစ်လောက်နေပြီးတော့တော့အဆင်ပြေပြီပေါ့နော် Venice ကနေ road ကိုပြောင်းတော့အလုပ်တွေပါတွေကတော့အစအပြေချာသေးတာပေါ့နော်ပုံမှန်တိုင်းပဲပေါ့အဲ့ဒါကြောင့်မို့အခုတော့ စာတော့တင်နေတယ်ပေါ့နော်ဟိုရောက်တော့ကလည်းဖွင့်ထားတဲ့ page လေးရှိရဲဆိုတော့အဲ့ကနေပြီးတော့အဲ့လို page name လေးရေးပြပြပါအောင် page name page name နည်းနည်းတော့ရေးရတယ်စီကရာစီလို့ခေါ်ပါတယ် page ကအဲ့ဆိုစီကရာချေ page လေးကိုဘယ်လိုမျိုးလဲရောအဲ့လိုနာမည်ပေးပြတာလဲအရင်သိကျင်တာပဲနော်အဲ့တော့ကစီနဲ့ကရာစီနှလုံးမပြောတတ်လို့ဆိုပြီးတော့ပေးလိုက်တာပေါ့နော်ဘာလို့လဲ တင်လာတာတော့အများကြီးပဲဒါပေမဲ့ဗစက်ကဆိုမထွက်တော့ဘူးသိရမလားအဲ့တော့သူတို့ကဘာပြောပြောရှီ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 ပြီးရေကျေးဇူးတင်ပါတယ်ခရက်ဂျေဆိုထွက်လာတာဆိုတော့သိရမလားအဲ့ဒါပဲပြောတတ်တယ်အမှတ်တရလေးပါအဲ့ဒါဆိုလို့ရှိရင်တော့နာမည်လေးကလေစီဂရက်ချေဆိုတဲ့ဟိုနာမည်လေးကအမှတ်တရဒါဆိုရင်ကလေးတွေအကြောင်းမှပြောချင်တဲ့သဘောကတော့ဒီပေါ့နော်ဆဆချင်းမှာဘာမှလည်းသိပြီးတော့သိချတာမသိသေးဘူးအီတလီစားလည်းပဲသမီးတက်ခဲတာ6လာနော် A2 ပေါ့နော် A2 မပြီးတပြီးမှထွက်သွားတာမမှီတယ်ကိုကတည်းကကိုတပည့်ဆိုအကုန်မမှီတယ်ကွာအခု8 page လေးကအခုလာမဲ့အကြောင်းသူအကြောင်းသားတွေအတွက်ကိုဘာလေးတွေလုတ်ပြနေလဲအာ knowledge sharing salary တွေပါတယ်တော့တင်တယ်ပေါ့နော်ကျောင်းလျှောက်တဲ့နေတွေတို့ပြီးတော့ scholarship လျှောက်တဲ့ဟာတွေတို့အဲ့လိုမျိုးပဲတင်ပြတာပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးစီးပွားရေးတွေပါတယ်အဲ့လိုမျိုးလုပ်နေရတော့မရှိသေးဘူးပေါ့ normal လောက်ကစာရေးမနစ်ကပြရတဲ့ TOSCI နဲ့ EA ကိုပေါ့နော်အခုကျောင်းသားတွေကိုတော့ပြန်ပြီးတော့တင်နေပါတယ် အဲဆိုလို့လို့ရှိရင်ကျောင်းသားတွေ TOSCEI ပေါ့နော်ဖြည့်ကျင်တဲ့ကျောင်းသူကျောင်းသားတွေအတွက်ဆိုလို့ရှိရင်လည်းစီကရက်ချေကမဝင်လဲဆီမလေးမဝင်လဲဖြစ်ရှိမှာစုံစမ်းလို့ရပါတယ်အခုလည်းပဲပြန်ပြီး train ပေးနေရအတွက်ကောင်းကောင်းလေးလည်း train ပေးနိုင်တယ်ပေါ့နော်အဲ့တော့အမှတ်ကောင်းကောင်းပြပြရကြင်လည်းပဲစီကရက်ချေမှာဝင်ရောက်ပြီးတော့ဆွေးနွေးနိုင်ပါတယ်နောက်ပြီးတော့တခုလာမဲ့ကျောင်းသူကျောင်းသားတွေနောက်ပေါ့နော်နောက်နှစ်ကိုအခုဆိုရင်ဒီချိန်ဆိုရင်ဟိုဟာ university ရ enroll ဆောက်လုပ်လို့ရနေပြီလေတချို့တွေကကျတော့ enroll ဆောက်လုပ်လို့ရပြီဆိုတော့ကျောင်းသူကျောင်းသားတွေအနေနဲ့လည်းမြန်မာနိုင်ငံကျောင်းသူကျောင်းသားပြင်ဆင်နေကြပြီ enroll လုပ်နေပြီ ကျွန်တော်တို့ဒီ IRC မှာလာအပ်နေကြပြီပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတဲ့အတွက်အဲ့လိုပြင်ဆင်တဲ့ step တွေအပြင်မြန်မာအီတလီနိုင်ငံလာတဲ့အခါမှာသူတို့ရဲ့စိတ်ကလေးတွေကိုဘယ်လိုမျိုးပြင်ပြီးတော့လာမလဲဆိုတာလေးကိုတစ်ချက်တော့အကြံလေးပေးပြပါအောင်အဲ့ဒါတော့ပြောရရင်တော့အလုတ်ကိုတိဟိုမြန်မာနိုင်ငံကနေပြီးတော့ဒီကိုထွက်လာနိုင်ငံဆိုတော့ဒီ share လည်းတိမှာပဲဆိုတော့ယူရိုကိုလာတယ်ဆိုတော့အိမ်ကြီးကတော့အနည်းငယ်များတော့ပတ်စံတော့ရှိရပေါ့နော်ပြောရရင်အိမ်မှာတော့ဘာလုံးမလုပ်ဘူးမှမဟုတ်ဘူးပေါ့ဘူးမှုတ်ထားမှာပဲဒါမဲ့ဒီရောက်ရင်ဟိုကိုက တစ်ချိန်လုံးတော့ဒီလိုမျိုးအလုပ်တွေပါရရတော့လုပ်နေရမှာမဟုတ်ဘူးပေါ့နော်တက္ကသိုလ်တွေပါပြီးသွားရင်တော့အလုပ်ကောင်းကောင်းနဲ့ဟိုပတ်စံအများကြီးရတဲ့ဟာကိုဝင်လာမှာပဲမြဲဒီလုံက transition stage လို့ပုံစံမျိုးပါပေါ့နော်သူများစီမှာအလုပ်လုပ်တယ်ဆိုရင်လည်းကောင်းကောင်းမွန်မွန်လုပ်တတ်ဖို့ပေါ့အဲ့ဒါကိုလည်းတွေးရမှာပဲပြီးတော့ဒါအတွက်လည်းစိတ်ကပြင်ဆင်လာမှာပေါ့နော်ငါအိမ်မှာဘာမှမလုပ်ဘူးလို့ဒီမှာလည်းဘာမှမလုပ်ဘူးဆိုတော့ပုံစံမျိုးဆိုရင်တော့အရင်အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်စိုက်ရင်နေရာလည်းတိပါတယ်အဲ့ဒါကြောင့်မို့တိတ်ပြီးတော့သူတို့အဆင်မပြေရင်ထုတ်ကြတယ်ဆိုတော့လေ အာအဲ့တော့အဲ့ဒါအတွက်ကိုစိတ်ကိုတေချာပြင်ဆင်လာပြီးအလုပ်ကိုကောင်းကောင်းလုပ်ဖို့လိုတယ်ပြီးတော့ရင်ဒီမှာအိမ်မှာလိုမျိုးလိုက်လုပ်ပေးမဲ့လူလည်းရှိတာမဟုတ်တော့တော့ကိုယ့်ကကိုစာလုပ်တဲ့အချိန်တို့အလုပ်သွားတဲ့အချိန်တို့ဘယ်ဟာကိုယ့်အတွက် priority လဲဆိုတာတေချာခွဲတဲ့အချိန်တို့အဲ့ဒါတွေကတော့တေချာကိုယ့်ကကိုလုပ်တတ်ဖို့အရေးကြီးရပါတော့။ထမင်းတော်ကိုယ့်ကကိုချက်ရတာပဲဆိုတော့ပေါ့နော်။ပျော့ပျော့ပြည့်ပြည့်ပေါ့နော်။စသရောက်ချင်တော့အဲ့လိုပါပဲ။ထမင်းတွေကပျော့ပြဲလိုက် တော်တော်ဆိုးွားလိုက်နေဒါပေမဲ့နောက်ကျတော့ကိုယ့်ကကိုနေပြီးတော့ဆိုတော့လဲချက်တော့ချက်တက်လာတာပါပဲ။တဖြည်းဖြည်းပေါ့။ နော်6လလောက်ကြာရင်တော့ချက်တက်သွားတာပဲနော်အဲဆိုရင်တမီးနေနေဆိုရင်အခုတမီး foundation ရမှာ cut first ကဒီမှာအလုပ်တုံးအောင်ဆိုလို့ရှိရင်အကြောင်းတက်တုံးအောင်ဆိုလို့ရှိရင် gelatin တိရမှာအလုပ်လုပ်ခဲ့တယ်နော် gelatin တိရမှာအလုပ်လုပ်ခဲ့တော့အဲ့ဒီ work work နဲ့ study နဲ့ balance ကိုဘယ်လိုမျိုးလေးလုပ်ခဲ့လဲမသိဘူးနော် sharing လုပ်ပြပါဦးအဲ့တုံးကကြတော့အလုပ်ကလည်းသူကနာရီ20ပဲခေါ်ပေးတာပေါ့အာတနေ့ကို8နာရီညာ8နာရီ20 တနေ့ကို9နာရီလောက်ကိုလုတ်ပြီးတော့ဗောနော်သူက3ရက်ပဲခေါ်တာဗောအဲ့တော့ channel တနေ့ကိုနေ့ရက်ကိုသွားလုတ်တယ်ပြီးတော့ week day တွေကတရက်ရက်ပို့ဗောနော်ညနေပိုင်းလုတ်လိုက်တယ်ဆိုပြီးသွားတာဗောနော်3ရက်ပဲဆိုတော့အစင်လိုက်ပြည်ရေလေးဟိုအဲ့ဒါအခုတော့6နာရီ30လောက်ရှိနေဗောနော်3နာရီလောက်ထဲက clock ဝင်တာဗောညကတော့10ခွဲမှတင်ရမှာဗောနော်အခုတော့ဒီနေ့ကတနေ့ကိုနေဒီနေ့တင်းလာနေတယ် တင်းလာနေဆိုတော့လူများတယ်ပေါ့နော်တင်းငုံနေထက်ဒီမှာတင်းလာတော့အင်္ဂါတော့ဆိုရင်တော့လူလာပုံများတယ်ပြီးတော့ခုလောလောဆယ်ကနွေရည်ဆိုတော့ပုံပြီးတော့ပူလာပြီး34ဒီဂရီလောက်ဖြစ်လာပြီဆိုတော့အချိန်လောက်လူတိုင်းမှာရောင်းရတယ်ပေါ့နော်အခုဒီမှာလာရင်ပတ်တိုင်းအလုံးလုံးရေဘလို့ရှိရဲဆိုတော့ပြကြတယ်လို့ပြထားတာပေါ့နော် ီးတော့နိုင်နေပေါ့နော်ပြောချင်တာဟို balance လုပ်လို့ရတယ်ပေါ့ဟိုဟိုစာဘက်လည်းမပြတ်သွားဘူးပေါ့နော်စာဘက်လည်းမပြတ်သွားဘူးပြီးတော့လူကအလုံးလုံးတော့လေနည်းနည်းပို့ပြီးတော့ကို့မှာအချိန်မရှိဘူးဆိုတာသိတော့ကျောင်းမှာစတင်နေဆိုလဲတေချာလိုက်ပြီးတော့နားထောင်လိုက်တယ်အဲ့ဒါဆိုကျောင်းစာကကြတော့တက်တက်ကြီးလှုပ်ဆရာမလိုတော့ဘူးပေါ့နော်ကျောင်းစာတင်တဲ့ဟာကိုတေချာသွားနားထောင်လိုက်တော့ကျောင်းဟာလည်းအအောင်မရပါဘူးအဲပြီးတော့မှ USC အတွက်ကကြတော့စာကြည့်ရိုက်မှာတက်တက်သွားပြီးတော့ပေါ့နော် လုတ်လိုက်တာအလုတ်ရှိရောပို့ပြီးတော့အစာလုတ်ဖြစ်တယ်ဘာလို့ဆိုတော့ကိုယ့်အကြောင်းကိုသိရအောင်ကိုယ်မှအချိန်အများကြီးမရှိဘူးဆိုတော့လေအဲ့တော့ဟိုတေချာလေးတော့လုတ်ရတာပေါ့နော်ပြီးတော့လဲ DOSC ကိုဘာလို့က၄၅လပဲလုတ်ပြီးသွားရင်အဆင်ပြေတယ်ဆိုတော့အမ် ခဏပါပဲခဏတော့ပဲနော်မန်းနာဆိုစိတ်ထဲမှာမှတ်ထားတာပေါ့နော်အဲ့တော့ကလေးတွေပြောချင်တာကတော့ foundation ရတက်တယ် foundation ပြည့်ရက်တက်ရင်းနဲ့ gelateria မှလည်းအလုပ်လုပ်တယ်ဝင်ငွေတချို့လည်းရှာလို့ရရပေါ့နော်ကားမိတယ်ပေါ့နော်သမီးနော်ဒါဆိုလို့ရှိရင်ညပါရေပေါ့ gelateria အလုပ်ပတ်တိုင်းလုပ်တဲ့အတွက်ဝင်ငွေတချို့လည်းရှိတဲ့အတွက်ကားမိသွားတာပေါ့နော်ဘာလို့လဲဆိုတော့ तू က630လောက်ရတာဆိုတော့အိမ်လားက400ပေးရတယ်ပြီးတော့ရောနေစားစရိတ်ကတော့200လောက်ဖယ်လိုက်တော့30လောက်တော့ပိုသေးတာပေါ့နော် 30လောက်ကနေပြီးတော့တခါလေမုတ်စားကျင်တာရှိရင်လည်းစားရရအများကြီးတော့ပူလာတော့မဟုတ်ဘူးပေါ့300ရောက်ကျန်ကျောင်းကြီးကြီးလေးပေါ့ကျန်ကျောင်းကြီးကြီးလေးနေလို့ရရတယ်ပေါ့နော်အဲ့တော့ကလေးတွေအခုလာမဲ့ကလေးတွေအတွက်ကိုတခုပဲတခုပဲပြောရမယ်ပေါ့နော်တခုပဲမဟုတ်ဘူးနော်တခုအကြောင်းအရာတခုပဲပြောရမယ်ဆိုရှင်ဘယ်အကြောင်းအရာလေးကိုသူတို့ကိုအဲသတင်းစကားလေးပါကျင်လဲမသိဘူးနော်ဒီလိုပဲပထမတစ်နှစ်ကတော့ခက်ခဲမှာပါလို့ပဲပြောချင်တာပါဘာမှတော့မဟုတ်ဘူးတကယ်ကတော့ကိုကဟို ဘလိုပုံစံမျိုးလဲဆိုတော့ပထမဆုံးတနေ့ဆိုသူတို့ရဲ့သဘောတရားကိုလည်းနားမလည်ဘူးအီတလီစကားကလည်းတိတ်မတက်ဘူးအလုရှာတာကိုလည်းစိတ်လောတာပေါ့နော်ဒီရောက်တော့ကလေးတွေကလည်းရှာကျင်ပြီးတော့တည့်ရတိုင်းပဲ foundation ရော DOSC ရောအလုတ်ကောအဲ့လိုလုပ်နေရဆိုပထမတနေ့ကတော့တော်တော်ပြင်းမှန်းပါပါနော်အဲ့တော့ပထမတနေ့လေးပါပဲအဲ့ဒါရောက်ပြီဆိုရင်အဆင်ပြေပါပြီ ကျေးဇူးများကြီးတင်ပါတယ်เนาะအချိန်လေးပေးပြီးတော့ဖြည့်ချားပေးတဲ့အတွက်ကလေးတွေအဲ့ဒါဆိုလို့ရှိရင်เนาะပထမတစ်နေ့မှာစိတ်ကိုပြင်ဆင်ပြီးတော့လာခဲ့ကြပါလို့ရှိရလဲထပ်မံပြီးတော့ပြောချင်ပါတယ်အခုဒီ story လေးမှာဆိုလို့လို့ရှိရင်ပေါ့เนาะအ Secret ရဲ့ page ပိုင်ရှင်လည်းဖြစ်သွားပြီပြီးသွားလို့ရှိရင်ကျိုးစီကိုလည်းပဲတေချာလေးပြန်တင်ပေးနိုင်ပြီဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီ story လေးอ่ะဆိုရင်เนาะ success story လို့ပြောလို့ရပါတယ်အခုချိန်မှာတော့ first year မှာ first year ကို bachelor ကိုဆက်ပြန်ချမှာလဲတက်ရောက်နေနိုင်ပြီဖြစ်တဲ့အတွက်ကိုဂုဏ်ယူရမယ့်အကြောင်းလေးတစ်ယောက်ပါအဲ့တော့အားလုံးလည်းပဲအခုလိုမျိုးပဲပေါ့เนาะ sharing လုပ်ပေးတဲ့အတွက်ရောအခုလို မျိုးအတူယူနိုင်ဖို့အတွက်ကိုခြေကဒီကနေပြီးတော့ drone ကနေပြီးတော့ live လင်းနေတာဖြစ်ပါတယ် Colossian ရှိရပါအားလုံးပဲကျေးဇူးတင်ပါတယ်เนาะ Ciao